လူအခွင့်အရေးဆိုင်ရာဆွဆွဲချက်အစ်စ်တွေထက်မှန်ပေါ်ပေါက်နေတဲ့အတွက်ရခိုင်ပြည်နယ်ဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာတင်ပြရမယ့်ရက်ကိုတိုးမြင့်သတ်မှတ်လိုက်တယ်လို့နိုင်ငံတော်သမ္မတရုံးကဇန်နဝါရီလ30ရက်နေ့ရက်စွဲနဲ့အမိန့်ကြေညာစာထုတ်ပြန်ပါတယ်။ရခိုင်ပြည်နယ်ဆိုင်ရာစုံစမ်းစစ်ဆေးရေးဆိုင်ရာအစီရင်ခံစာကိုဇန်နဝါရီလ31ရက်နေ့ဒီကနေ့အရောက်တင်ပြရမှာဖြစ်ပေမဲ့ရခိုင်ပြည်နယ်အတွင်းလူအခွင့်အရေးနဲ့ပတ်သက်တဲ့ဆွဆွဲချက်အစ်စ်တွေထက်မှန်ပေါ်ပေါက်နေလို့နိုင်ငံတော်သမ္မတထံကိုအစီရင်ခံစာတင်သွင်းရမယ့်ရက်ကိုအဲ့ဒီကိစ္စ တွေဆက်လက်စုံစမ်းစစ်ဆေးမှုပြီးစီးတဲ့အချိန်အထိတိုးမြင့်တက်မှတ်လိုက်တယ်လို့အမိတ်ညညာစာမှာပါရှိပါရယ်။ ရခိုင်ပြည်နယ်မောင်းတောဒေသမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေအပေါ်နောက်ခံအခြေအနေတွေနဲ့အပြစ်မဲ့ပေါ်ပေါက်စေရေးစုံစမ်းစစ်ဆေးဖို့နဲ့နောက်မှအလားတူဖြစ်စဉ်မျိုးထပ်မံမဖြစ်ပွားစေဖို့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးဆောင်ရွက်မှုတွေမှာနိုင်ငံတော်ရဲ့တည်ဆဲဥပဒေလုံထုံးလုံနည်းတွေနဲ့အညီဆောင်ရွက်ခဲ့ခြင်းရှိမရှိတို့ကို စစ်ဆေးသုံးသပ်အကြံပြုနိုင်မှုအတွက်နိုင်ငံတော်ဒုတိယသမ္မတဦးမြင့်စွေဦးဆောင်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုနိုင်ငံတော်သမ္မတရုံးက2016ခုနှစ်ဒီဇင်ဘာလတရနေ့ကဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။